Hello အားလုံးပဲမိင်္ဂလာပါဘူဘောမန်ချင်းကနေကြိုဆိုပါရစေ။ Champion League ကျွန်တော်က Ronaldo Sistine ဒုတိယကြော်ပြေလေဘာဦးနဲ့ PSG တို့ရဲ့ပွဲမှာ PSG က penalty အဆုံးဖြတ်မှာနိုင်ပြီးတော့ကျွန်တော်နောက်တဆင့်ကိုကျွန်တော်တက်တယ်။လေဘာဦးတင်းကတော့ away win မှာ1-0ဆိုတဲ့ရလနဲ့နိုင်ရထားခဲ့တယ်ဆိုတော့ဒါအိမ်ဝင် Anfield ကလည်းသိတယ်မလား Champion League ပြိုင်ပွဲကြီးကြမှာပြိုင်ပွဲအသင်းကြီးကြားထဲမှာနာမည်ကြီးတွေပါညာဆိုတဲ့ခါကျတော့နောက်တဆင့်တက်မယ်လို့ထင်ထားခဲ့တာ။ဒါပေမဲ့လို့ ဆက်နှစ်မိနစ်မှာတဲ့ဥစမန်ဒမ်ဘလီရဲ့စောစောစီစီ twin goal ကိုသူတို့ဒါနောက်တန်းနေပါတယ်ရှုပ်ချက်ကအမှားကြရင်ကနေကိုခွင့်ပြုလိုက်ရတယ်။လေပေါင်းသင်းကလည်းကိလန်းမျိုးဒီပွဲမှာပထမပိုင်းမှာပဲကျွန်တော်တို့ကြည်ကြည်ဒုတိယပိုင်းမှာပဲကျွန်တော်တို့ကြည်ကြည်ပိုကောင်းတဲ့အခွင့်အရေးတွေအန်ဒီရဲ့ပိုများတဲ့အခိုက်အတန့်တွေအများကြီးရခဲ့တယ်။အသုံးမချနိုင်ခဲ့ဘူး။ PSG ရဲ့ဘက်ကတော့ ပြောမယ်ဒီကိုပေါကန်သွင်းမှုတွေဘာတွေအရကောနောက်ပိုင်းထူးထူးပြင်းပေါ့ဒီဒုတိယပိုင်းရောမိနစ်ဒီဘယ်လို90ပြည့်လို့ဗောနော်ကျွန်တော်တို့ဒီနိုင်ဝက်ထက်ပြီးတော့အပိုချင်းကစားတဲ့အချိန်ဒီမှာရောပူကောင်းတဲ့အတင်းတင်းပြင်းကျွန်တော်ပြင်မြင်လာတယ်လူစင်းတွေအပြောင်းလဲလုတ်တဲ့နေရာမှာလဲလေပေါင်းတင်းက first line နဲ့17ယောက်လောက်နဲ့ဒုတိယဘက်မှာဝင်လာတဲ့ကိုရီကပူတို့လောက်ပဲရှိပြီးတော့ PSG ဘက်မှာတော့တကယ်အားကိုးရတဲ့အပြောင်းလဲတွေကျွန်တော်ရှိခဲ့တာဒါရမကိုရီကပူကဘာမှအများကြီးထူးထူးခြားခြားလုတ်ပြနိုင်ခဲ့တာမရှိဘူး PSG ဘက်မှာဆိုလို့ရှင်ဒူဝေးလူလူကစားမတွေဝင်လာတဲ့ ြလို့ရှိရင် Emery တို့လိုကစားမတွေကျွန်တော်ဝင်လာတယ်ဆိုတော့သူတို့မှာတကယ်အားကိုးရတဲ့အရင်စင်းကြီးနေကျွန်တော်ရှိတယ်ပေါ့နော်ဆိုတော့လေပေါ့တင်းရဲ့ဘက်ကဒီပွဲမှာ5ပေါက်ကန်တင်မှု16ချိန်ဒီကျွန်တော်ရှိပြီးတော့3ချိန်ပဲ5ပေါက်တည့်တယ်တကူမှန်သူတို့မရဘူး PSG ရဲ့ဘက်ကတော့22ချိန်ဒီ5ပေါက်ကန်တင်မှုရှိတယ်8ချိန်ဒီသူတို့5ပေါက်တည့်တယ်အလစ်ဆန်ရဲ့တကယ်ကောင်းတဲ့ကာကွယ်မှုတချို့တွေနဲ့ပေါ်တော့ဒီတော်တော်ကိုလေပေါ့ကတက်တာရရခဲ့တာ ဆိုတော့ဒိုနာရူမာကတော့ဗျာဒီဘယ်လိုပြောမလဲဒိုနာဒိုနာရူမာနဲ့အလက်ဆန်တို့ကဒီဒီနှစ်ကျော်စလုံးတော်တော်ကောင်းတဲ့ကုသမားတွေပါပင်နေဒီဆိုတဲ့နေရာမှာတော့ဒါကျွန်တော်တို့သိအများကြီးဘောနော်ကုသမားတွေကိုဒါမပြောလို့ဘာကြောင့်လဲဆိုတော့ပင်နေဒီအဆုံးဖြတ်ဆိုတဲ့နေရာမှာဟိုကန်တဲ့သူတွေနဲ့လည်းအများကြီးတက်ဆိုင်တာဟိုကုသမားပုတ်တဲ့သူတွေတွေမကဘူးဒါပေမဲ့လို့ကွင်းထဲမှာဆိုလို့ရှိရင်ဒိုနာရူမာဆိုဒီပွဲမှာဘယ်လိုအန်ဒီရများတဲ့ crossing တွေပါတယ်ဆိုလို့ရှိရင်ဒါထွက်ထွက်ပြီးတော့ကျွန်တော်ပုတ်တာ လေပါဦးတင်ရဲ့ဘက်ကအသာစီးရနိုင်မယ်အမြင်ပေါ်တချို့ဆိုလို့ချင်းနေပဲထွတ်ထွတ်ပြီးတော့ကျွန်တော်ပုတ်တဲ့ပုတ်ချက်တွေမနေဘူးပေါ့နော်ဆိုတော့ဒနရူမရဲ့ effort တွေကတော်တော်ကိုကောင်းသွားတဲ့နေရာမှာကျွန်တော်ပါတယ်လေပါဦးရဲ့ဘက်ကလည်းအလစ်ဆန်နေတဲ့တချို့အန်ဒီရဲ့များတဲ့ဒါဒမ်ဘီလီရဲ့ကန်ချက်တွေဘာတွေရောသူတို့ပုတ်သွားတာနော်ကဘာဒါရူရဲ့ကန်ချက်တွေဒါထိချက်တွေနေခဲ့တာတွေကျွန်တော်ဒါပဲရှိတယ်ဒါအပြင်ဒူဝေရူဘာရူရဲ့ကန်ချက်တွေတိုင်ပေးကက်ထွက်သွားတဲ့အလုံးတွေကျွန်တော်ရှိတယ် PSG ကဒီပွဲမှာ အဝေးကွင်းလာကစားပြီးမယ်ပေါ့နော်နောက်တစ်ဆင့်ကိုတက်နိုင်တဲ့အတင်းတင်းဖြစ်ကျွန်တော်တို့ကအတွင်ဆောင်နေပြလေပါဦးကတော့အိမ်ဝင်းလေးဖြစ်တဲ့ပထမကြော့မှာလည်းအဲ့လိုမျိုးပဲရက်လက်တီကကောင်းအောင်ယူထားတယ်ဆိုတဲ့အခါကျတော့အော်ဒီကောင်ကြီးတက်လိုက်မယ်ပေါ့ထင်တာကဒါပေမဲ့ PSG ဟာပို့ပြီးတော့တက်ဖို့ကြိုးပမ်းခဲ့တဲ့အတင်းမှာပို့ပြီးတော့ကောင်းခဲ့တဲ့အတင်းကျွန်တော်တို့ပထမကြော့ပဲကျွန်တော် sorry ပထမကြော့ပဲကျွန်တော်တို့ကြည်ကြည်လက်ရှိဒုတိယကြော့ပဲကျွန်တော်တို့ကြည်ကြည်အများကြီးပို့ကောင်းခဲ့တဲ့အတင်းဒုတိယကြော့မှာတော့လေပါဦးတင်ကဆဆချင်းတိုက်ပွဲမှာလည်းဒီတောင်းတောင်းလျှောက် ဝူကန်သွင်းဖို့ဒါကျူးပန်းတာတွေဘာတွေနဲ့ထင်တယ်လို့ထိတော့ပြဲကြည်ဘက်ကပေါ့နော်အလုံးမဖြစ်ခဲ့ပဲနဲ့ရုံးကန်နေရသေးတယ်။ဒါပေမဲ့အဲ့ဒီတဲမှာမှတို့ဒီဘယ်လိုပြောမလဲဝါရဲ့ပေါ့နော်ဒီဂိုးနဲ့ဗျာဘယ်လိုပြောမလဲဥစမန်တမ်ပလီရဲ့ဂိုးနဲ့အပွဲကိုအလှည့်ပြောင်းကျွန်တော်ဖြစ်သွားတာပူကောင်းတဲ့အတင်းကလေပောက်ဖြစ်ခဲ့ပြီးတော့ဥဆောင်ကိုရသွားတော့ပြဲကြည်ဆိုတဲ့ပုံစံမျိုးဖြစ်ရင်းနေပေါ့နော်အားလုံးကြတဲ့မှာပြောင်းလဲနေကျွန်တော်ဖြစ်သွားတာပဲဆိုတော့ဒါကြောင့်ပေါ့နော်တကယ်လည်းပြောရင်ဗျာလေပောက်အတွက်ကတော့ဒါပရီးမီးယားလိဂ်ကသူတို့အတွက်တည်ကြတဲ့လောက်ရှိနေတယ်ပေါ့နော်ဂျားတဲ့မှာလဲကျွန်တော်အဲ့ကြောင့်ပြောတာဘာလို့ ဆောက်တန်တန်နဲ့ပွဲမှာပေါ့နော်ဟိုဘယ်လိုပြောမလဲကစားမကောင်းနေအနာမပီးခဲ့လေပေါ့ဆောက်တန်တန်နဲ့ပွဲဆိုလို့ရှိရင်တို့ကအနာပီးလို့ရတယ်ဗျပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းပဲ16အမှတ်ထိတို့အာဘယ်လိုပြောမလဲအောက်ကဒုတိယနေရာကအတင်နဲ့အမှတ်ကြီးကွာထားတာဆိုတော့ဒါကတို့တို့အဲ့အဲ့လီကပြီးသွားပြီလားတို့တို့ဖြစ်သွားပြီဗျဆိုတော့အဲ့ချိန်မှာဘာလို့မြန်ဆောက်တန်တန်နဲ့ပွဲမှာပွဲထွက်လူစင်အပြည့်နဲ့တို့ကစားခဲ့လေပေါ့ဒီလိုပွဲမျိုးမှာတို့ချမ်းမှာ PSG ဆိုလို့ရှိရင်စဉ်းစားကြည့်ဗျဂျားထဲမှာတို့ဒီလီဂူးဝမ်းပြိုင်ပွဲမှာဆိုတို့ဘလူးမန်ထိုက်ခဲ့တာမဟုတ်ဘူး ဘသူမှမထည့်ခဲ့ဘူးအမှန်ကန်၁၁ရောက်လုံးနီးပါးကိုသူတို့ပြောင်းပလိုက်တာဟောအခုလိုမျိုးကစားတဲ့မိနစ်90မိနစ်120ပင်နေဒီအဆုံးဖြတ်တယ်လေကျွန်တော်ကြာလာရောကစားမကောင်းနေအားကိုရတဲ့ကစားမတွေကအမှန်ကန်ကျွန်တော်တို့နေပါပွဲချင်းအများစုထည့်ကစားလို့ရတယ်လေပါဦးသိဆိုလို့ချင်းကျွန်တော်ကြည့်ပြအာနုဒန်ရန်ရသွားပြီနော်သူတို့ကထန်းစင်နေကိုထန်းခေါ်သွားတာဒါလေပါဦးအတွက်လုံးဝကောင်းတဲ့လက္ခဏာမဟုတ်ဘူးကူနာတီးကိုလည်းကျွန်တော်လူစားလဲလေရတယ်အလစ်စတာကိုလည်းသူတို့လူစားလဲလေရတယ်ဆူဘူဒလန်ကိုလည်းသူတို့လူစားလဲကြလေရတယ်တော့လူဝီဒီယက်စ်တို့ဘာလို့ကတော့ ဒီအဒီမှာအရင်ကတည်းကသိချီသွဲမပြတဲ့ကစားသမားဆိုတော့ထားအောင်တော့ဒါပေမဲ့လို့အရေးကြီးတဲ့ကစားသမားတွေခုနကဆူဘူဇလိုင်းတို့ကူနာတီတို့အလစ်စတာတို့ဆိုတာမျိုးကလူစားတွေပါရင်လဲလဲရတဲ့အာနူရုဆိုတာစောက်တန်နဲ့နဲ့ပွဲမှာသာချန်ခဲ့တယ်ဆိုလို့ရှင်အခုလောက်ထိကျွန်တော်တို့ကစောစောစီးလဲကြရလိုလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။နောက်ကျွန်တော်တို့ဒီ PSG ဘက်ကဆိုလို့ရှင်ဗျာကဗာရာတို့ပါတို့မိနစ်အများကြီးကစားခဲ့ရတယ်။ဥစမန်ဒင်မလီပွဲချင်းပြေကစားခဲ့ရတယ်။ဘာဂူလာတော့ခြေသွဲမပြလို့စောစီးလဲပလိုက်တာ။ဖာဘီယန်ရူဝိစ်ဗျာကျွန်တော်တို့ဒီရအောင်နော်ပွဲချင်းအများစုကစားရတယ်။ဗီဒီညာတပွဲလုံးနီးပါးကစားရတယ်။ ဂျောင်းနီးပဲကျွန်တော်မိနစ်120နီးပါးလေးသူတို့ကစားရတယ်။120နီးပါးကစားရနောက်တန်းဆိုလို့ရှိရင်ဗျမာကွင်းညူးစ်တယောက်ပဲဂျန်နဲ့ကောင်နေအကုန်ကစားရတယ်။ဆိုပြောချင်တာကဒီ PSG ကဂျားထဲမှာနားပေးတဲ့နဲ့ကစားမတွေကိုအနားပေးပြီးတော့အမှန်ကန်ဒီပွဲအတွက်အမှန်ကန်ပြင်ဆင်လာတာ။အဲဒါကြောင့်သူတို့ကပူပြီးတော့ဗနော်အန်ရီပေးနိုင်တဲ့အသင်ပူပြီးတော့အန်ရီများခဲ့တဲ့အသင်ပူကောင်းခဲ့တဲ့အသင်ပင်ရီအဆုံးဖြတ်တင်မကဘူးလက်ရှိကျွန်တော်မိနစ်90မိနစ်120တော်တွင်ပါလေအများကြီးခြေသွန်းကောင်းကြတဲ့အသင်းဆိုတော့ဒါကြောင့်ပေါ့နော် တောက်လျှောက်ဆိုသူဒီယာဒီအာနီစလိုရဲ့အတင်ကကောင်းနေတဲ့အခြေအနေမျိုးကနေလက်ရှိသူတို့မျောလင်းလို့ရတာဆိုတော့ပရီးမီးယားလေးကျွန်တော်ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်ဒါကာနာဘောင်းလာသူတို့ဖိုင်နယ်တက်နေပြီလေနော်ကာနာဘောင်းကျွန်တော်ရှိမယ်ပေါ့နော်ဒါပဲသူတို့ရှိတာအဖီဖလာလေးသူတို့ထွက်သွားပြီလက်ရှိကျွန်တော်အနေနဲ့ပေါ့နော်ချန်ပီယံစ်လိမှာလည်းရောနော့ဆစ်စတင်ပြင်သူတို့မကျော်တော့ဘူးမကျော်တော့ဘူးဆိုတော့အာနီစလိုတွေ့တော့ဗျာပထမဆုံးယာဒီမာရင်ကျွန်တော်တို့ဒီပရီးမီးယားလေးဖလာကိုယူနိုင်မယ်ဆိုရင်တော့မှဒါအကောင်းဆုံးနေပြီပေါ့နော် ဒါ color black ထက်တူဆိုလို့ရှိရင်၈နှစ်လောက်တော့မှသူတလုံးမဲရတာကိုအဲ့လိုမျိုးဆိုတော့ရောက်လာလာချင်းယာတီမှာအဲ champions league ထွက်လို့ liverpool တင်းတို့အများကြီးပြဿနာကြုံသွားရမယ်မယ်လို့တော့ကျွန်တော်မထင်ဘူးသူတို့ပြင်သူတို့က league မှာကအမှန်ကတအားဖြတ်ထားပြီးသွားပြီပေါ့နော်ဒါအပြင်သူတို့အယုံဆိုင်ဆရာသူတို့ premier league ပဲကျန်တော့တယ်ဆိုတော့ liverpool တင်းတို့က premier league ကသူတို့အတွက်ဖြစ်သွားပြီဒါဟာ slot back ကကျွန်တော်ကြည့်ရင်တော့မဆိုးဘူးဆိုတဲ့ယာတီကိုပြောလို့ရတယ်ဗျတကယ်တမ်းသူတို့ရဲ့ performance ပိုင်းကကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် liverpool က detail ပို့ပြီးတော့ ဘယ်လိုပြောလဲဒီတက်ပူကောင်းတဲ့အဆင့်တွေဒီသူတို့ရောက်ခဲ့တင်နေပေါ့နော်ဒါပေမဲ့တစ်ဖက်က PSG ကတော်တော်ကိုချီးကျူးရမှာဘာလို့လဲဆိုတော့ကျွန်တော်အားလုံးသိလို့ပဲ PSG က DRD ကျွန်တော်တို့ဒီပွဲစဉ်ပေါ့နော်ထားပါတော့အိမ်ဝင်းပေါ့ဆိုပါလေအုပ်စုပွဲစဉ်၈ပွဲလောက်ကျွန်တော်ကစားကြတော့ငါဆိုလို့ချင်းပြင်းပြတောက်လျှောက်ဘယ်လိုပြောမလဲ playoff တောင်မှမတက်နိုင်ပဲနေပေါ့နော်တောက်လျှောက် eliminate ဖြစ်မဲ့ပုံစံမျိုးကနေသူနဲ့ Manchester City နဲ့အဲ့လိုဖြစ်မဲ့ပုံစံမျိုးကနေသူတို့ကဒီလက်ရှိ quarter ထိသူတို့တက်လာတာစဉ်းစားကြည့်ဒါဟာလုံးဝအပြောင်းအလဲကြီး เนาะကျွန်တော်ကတော့အဲ၈ပွဲကစားပြီးတဲ့အခါမှာဒီကောင်ကြီးပြုတ်တော့မင်းပေါ့နောက်ပိုင်းမှာသူတို့ဒါကြောင့်သူတို့9ပွဲတွေကျုံလာတယ်မန်ချက်စတာစီးတီးကိုသူတို့ဖြုတ်တယ်เนาะဂိုးပြက်တွေပါတယ်တိတ်တယ်เนาะဒီကောင်ကြီးဂိုးပြက်တွေပါတယ်တိတ်တယ်နောက်တစ်ဆင့်ကိုကျွန်တော်တက်တယ်ပလေးအော့ဖ်ကစားရတယ်ပလေးအော့ဖ်မှာသူတို့ပြင်သစ်ကလပ်နဲ့တွေ့တယ်နှစ်ကျော်ပေါင်းတန်းစီးနဲ့သူတို့နိုင်တယ်အခုနောက်တစ်ဆင့်တက်တယ်လီဗာပူးနဲ့တွေ့တယ်ကျွန်တော်လက်ရှိမှာ1-4ဆိုတဲ့ကြားထဲနဲ့ပင်နယ်တီအဆုံးပြတ်မှာ PSG နိုင်တယ်ဘလောက်ထိတော့မှဒီနှစ်သင်းရဲ့ကွာချားချက်ကကြီးမားပြီးတော့အပြောင်းအလဲတွေဖြစ်သွားလေဆိုရင်လေဗာပူးဆိုတာက ျွန်တော်လက်ရှိပါလေဒီအုပ်စု၈ပွဲတော်တွေမှာအဆင့်တက်တဲ့ကျွန်တော်သာဗောနော်သိမ်းခဲ့တဲ့အသင်းပြတီလာချန်ပီယံလိအုပ်စု၈ပွဲမှာအဆင့်တက်တီရောက်ခဲ့တဲ့အသင်းဘာပလေးအော့ဖ်မှာကစားစရာမလိုဘူး PSG ကအသေးအတန်ကျွန်တော်အနေနဲ့ကျူးပန်းရင်းထဲမှာဒီချီနီကိုရောက်လာတာအဲ့ဒီနှစ်သင်တွေ့တော့ခါကျတော့ PSG ကနောက်ဆင့်ကိုတက်တယ်ဗောတကယ်တမ်းတွေးကြည့်ရင် PSG ကအများကြီးအပြောင်းလဲဖြစ်လာတာအာဆနယ်ကို ရှင်မြန်ကစားတုံးကပုံစံနဲ့ဘာမှမဆိုင်ဘူးချူချိုတော့နော်အာဆင်နယ်ကဘလူးရှင်မြန်ကစားကလေးကြည့်ပေါ့ဒါထောက်ပြလဲထောက်ပြကျင်စရာပါပဲအာဆင်နယ်နဲ့ကစားတုံးက PSG ကထင်တော့မလုံနိုင်ခဲ့ဘူးဒါမှမဟုတ်ဘောနော်အချီနီတွေကပြောင်းသွားပြီအချီနီတွေကအဲ့လိုအချီနီမျိုးကျွန်တော်မဟုတ်တော့ PSG ကအမှန်ကန်ပြောင်းလဲသွားတဲ့အတင်ဖြစ်သွားပြီအဲကြောင့်ပေါ့နော် PSG အနေနဲ့လီဗာပူးလူအတင်မျိုးကိုအမှန်ကန်ရှင်ကစားခဲ့ပြီးတော့နှစ်ကျော်စလုံးပူကောင်းတဲ့ကလပ်တင်တစ်ခုပြေလုံးပြနိုင်ကြတာတွေပါတွေကတော်တော်ချီးကျူးစရာပါ တော့တိုက်စစ်မှာလည်းရွေးချယ်ကြ option တွေတို့ရှိတယ်။ကွင်းလေကလည်းတို့ရဲ့အကောင်ဆုံးကွင်းလေတွေကိုကျွန်တော်တွေ့ရတယ်။နောက်တန်းစားမတွေကလည်းတော်တော်ကိုတည်ငြိမ်တဲ့နောက်တန်းတွေကိုကျွန်တော်တွေ့ရတယ်။ NRK နေနဲ့တို့ဂိုသမားအားနေချက်ရှိတာတောင်မှပါနော်။လက်ရှိတလောက်ထိပိုလုတ်ပြနေတယ်။ဂိုသမားအားနေချက်ဆိုတာကဒီဘယ်လိုပြောမလဲ။ penalty အဆုံးအဖြတ်မှာတော့ Donnarumma ကြောင့်နိုင်သွားတယ်လို့ပြောလို့ရတယ်ဗျာ။ဒေါ်နာရူမာကအမှန်ကန်ပုတ်သွားတာဟုတ်နော်အလစ်ဆန်တော်မှတလုံးမှမဖမ်းမိဘူးသူဆိုလို့ရှိရင်အမှန်ကန်ပုတ်သွားတာဒါပေမဲ့ဒီလိုပထမအကြုံမှာဆိုလို့ရှိရင်ကျွန်တော်တို့သိတဲ့အတိုင်းပဲဒေါ်နာရူမာကဘယ်လောက်ထိတိုင်ပတ်ခဲ့တယ်လဲ သိတယ်မလားဆိုတော့ပြိုင်ဘက်က pressing ကောင်းကောင်းပေးနိုင်တဲ့အသင်းမျိုးနဲ့ဆိုလို့ရှင်ဒေါ်နရူမားနဲ့ကအဆင်မပြေဘူးဒါပေမဲ့လို့ဒေါ်နရူမားကထွက်ဆွဲတာတွေကောင်းတယ်အမြင်ပေါ်ကလေးများတွေကျွန်တော်တို့ကောင်းတယ်နော်ဆိုတော့ဟိုလက်နဲ့ပြစ်တာတွေကျွန်တော်တို့ကောင်းတယ်လို့ပြောလို့ရတယ်ထဲမှာပါတယ်ဆိုတော့သူကနော်ဘောဘောပလေးမဲကျွန်တော်မရတာဗျာနော်ပြီးလို့ရှင်ကျွန်တော်တို့ကိုဖန်းတာနဲ့ပတ်သက်ပြီးတော့အဲ့လောက်ကြီးကျွန်တော်အချိန်ကြီးကောင်းနေတယ်မှာမပါဘူးအဲပင်နယ်တီကာကွယ်တာတွေတော့အမှန်ကန်ကောင်းသွားတယ်ဆိုတော့အင်္ဂလိပ်ကလပ်တွေကတော့ပင်နယ်တီအဆုံးပြတ်တွေဘာတွေမှာဆိုလို့ရှင်တော်တော်ကိုတိုင်ပတ်နေသေးပဲပေါ့နော်ဆိုတော့ညီကလို့ရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲကျွန်တော်ကတော့ PSG ကိုနောက်တစ်ဆင့်တော်တာတော်တော်ဝမ်းသာတယ်။ဒီအသင်းကနောက်ပိုင်းမှာတအားကောင်းလာတာ။နော်သူတို့သူတို့ကောင်းလာတဲ့အသင်းမျိုးကိုနောက်တစ်ဆင့်မှာကျွန်တော်ထပ်ပြီးတော့တွေ့ရအောင်မယ်။ဘယ်အသင်းနဲ့တွေ့ရမလဲတော့ကျွန်တော်ကြည့်ရမှာပေါ့လေ။ဒါပေမဲ့ဒီ Aston Villa နဲ့ဖြစ်ဖို့များတယ် PSG ကနော် Aston Villa ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ဒါ Club Brugge နှစ်သင်းနဲ့ကတစ်သင်းနဲ့တွေ့ရမှာဒါ Aston Villa က9ထားပြီးသားဆိုတော့ Avila နဲ့တွေ့ဖို့များတယ်နောက်ထပ် English Club Club တခုနဲ့သူတို့ဆက်တွေ့ရမှာ PSG ကနောက်ထပ် Simi တွေပါတယ်ဒီကိုတတ်နိုင်စွမ်းရှိတဲ့ချီနေမျိုးပါ တော့ဗောနော်ညီကလေးညီနေရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်